မြန်မာနိုင်ငံမှာလက်နက်ကင်ပြပခတွေဖြစ်ပေါ်နေတာကြောင့်နိုင်ငံအတွင်းကိုပြပရင်းနှီးမြုပ်နှံမှုတွေလှုပ်ဖို့နဲ့ပြည်သူလူထုအကြမ်းကုန်သွယ်စီးပွားရေးလုပ်ကိုင်ဖို့ခက်ခဲနေကြောင်းလေးလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်လက်နက်ကင်အကြမ်းဖက်မှုတွေကြောင့်တည်ငြိမ်မှုပြပြနေမယ်ဆိုရင်စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းအဲဒါကြောင့်လက်နက်ကင်အကြမ်းဖက်မှုတွေခြုံငိမ်ပြီးဒေသတည်ငြိမ်အေဂျင့်မှုရရှိစေရေးမဖြစ်မနေဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က2025ခုနှစ်အောက်တိုဘာ16ရက်မှာပြောပါ ပါတယ်ဒေတာတစ်ခုမှာတင်းကြီးအင်းချမ်းမှုမရှိဘဲနဲ့စီးပွားရေးလုပ်ငန်းဖို့ခက်ခဲကြောင်း7 EA ကိုအလိုင်းရရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကျော်ညိုကဆီယန်နိုင်သတင်းဌာနကိုပြောပါတယ်အမေငါငါကပြည်ညာရှင်တရားနေပြီးတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေရအခြေချကြတဲ့ ါသူတို့ရှုတာအမျိုးမျိုးကနေပြောကြဆိုကြတာပေါ့လေဟုတ်ဒါတော့မြေပြင်ပကတိအခြေအနေရတော့တနက်ကန်ပရိဘေကတ်တွေဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေစလေဖြစ်တယ်တနက်ကန်ပရိဘေကတ်ဆိုတာလည်းဒါတမန်ကြောင့်တစ်ချောင်းမှကြီးမကြီးပြန်လာလေဒီပြည်ဝဲရှိတယ်လေနိုင်ငံတွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူလူထုကြားထဲမှာပဲဖြစ်ဖြစ် စီပွားရေးဆိုတာကတော့တော်တော်လေးကြက်တဲပါတယ်ပုံဝင်လည်းပြောရမစင်ဒေသတည်ငြိမ်ရေးချမ်းရေးမရှိပဲနဲ့ငြိမ်းချမ်းရေးမရှိပဲနဲ့စီပွားရေးလုပ်ငန်းတစ်ခုရှင်တန်ဖို့ဟိုပေါ်ထွန်ဖို့ဆိုတာအရင်ခက်ခဲပါတယ်ဒါနိုင်ငံတကာဒီအတွေ့အကြုံပဲဖြစ်ဖြစ်ဒါကျွန်တော်တို့နိုင်ငံရဲ့ဒါဖြတ်သန်းမှုရပဲကြည့်ကြည့်ဒီသက်တစ်ခုမှဒီနေ့ဒီကြမှုမရှိပဲနဲ့သူရဲ့ဖွံ့ဖြိုးတိုးတက်ရေးပါစီပွားရေးတွေပါဒီကိုလုပ်ဖို့ကံမှုဆိုတာတော့အရန်ကိုခက်ခဲတယ်ဆိုတာကတော့အခုလုံးသိရှိပြီးသားပဲလေ လက်ရှိမြန်မာနိုင်ငံတဝန်းမှာမြန်မာတပ်မတော်နဲ့လက်နက်ကင်အင်အားစုတွေကြား၎င်းလက်နက်ကင်အင်အားစုတွေအချင်းချင်းကြား၎င်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်။အလားတူ စစ်သားစုဆောင်မှုတွေလည်းနှစ်ဘက်စလုံးအရှိန်မြင့်လှုပ်ဆောင်နေတာကြောင့်လူငယ်တွေပြည်ပကိုထွက်ခွာနေကြသလိုစစ်ပွဲအတွင်းဝင်ရောက်တိုက်ခိုက်နေကြရတာကြောင့်မြန်မာနိုင်ငံဟာလူသားအရင်းမြစ်တွေဆုံရှုံနေပါတယ်။လက်ရှိမြန်မာနိုင်ငံမှာပြည်ရင်းစစ်ကိုအပိသက်ချုပ်ငိမ့်ဖို့ကြိုးစားရင်းအခုလိုကြီးမားကျယ်ပြန့်တဲ့လက်နက်ကင်ပြည်ခအတွင်းမြေရည်တွေနဲ့ဘဝကိုရောက်နေရကြောင်း 7EA ကိုအလိုင်းရဲ့ ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမကြီးစောကျော်ညွန့်က CNN သတင်းဌာနကိုပြောပါရစေ။ကျွန်တော်တို့နိုင်ငံရဲ့ဟိုလက်ရှိ နိုင်ငံရေးခင်းချင်းတကယ်ဖြစ်တည်နေတဲ့ပကတိချင်းတွေရကတယောက်ကိုတယောက်လက်ညှိုးထိုးတာတို့ပြပြောတာတို့ဘာတို့ကသူ့နေရာနဲ့သူတို့အမျိုးမျိုးရှိကြတာစီပဲခုနကလက်နက်ကန်ပရိပကဆိုတာကတော့ကျွန်တော်တို့နိုင်ငံမှာတော်တော်များများကြီးကြီးပြန်ဖြစ်နေတယ်ဒီလိုစစ်ပေါ့အဲ့ဒါကိုအပိတာချုပ်နေဖို့ကျွန်တော်တို့ဂျိုးပန်းခဲ့ဘူးတာလည်းရှိတယ်ဂျိုးပန်းရင်းနဲ့ပဲအခုဆိုရင်မကြုံစဘူးကြီးမားကြီးပြန်တဲ့လက်နက်ကန်ပရိပကနဲ့ရင်ဆိုင်ရတဲ့ဘဝကိုရောက်နေတယ်အခုတည်းလည်းရင်ဆိုင်နေရစေဖြစ်တယ်အဲ့ဒီလက်နက်ကန်ပရိပကတွေက ေါ်မှာကလည်းပဲသူအမြင်တွေအမျိုးမျိုးရှိကြတယ်ဒါဘယ်လိုမှဟိုလုံးဆန်လုံးမရတဲ့ပကတိရှိကြပါ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခဟာ1948ခုနှစ်မှာယနေ့အထိဆိုရင်နှစ်ပေါင်း80ကျော်ခဲ့ပြီဖြစ်ပါတယ်။အဆိုပါလက်နက်ကိုင်ပဋိပက္ခတွေကြောင့်နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသလိုတရားဥပဒေစိုးမိုးမှုတွေလည်းလျော့နေလာခြင်း၊တရားစစ်တပ်အားလိုအပ်ချက်များပြလာခြင်း၊ကုန်သွယ်ရေးနဲ့ခီးသွားလမ်းကြောင်းတွေမလုံခြုံခြင်း၊နေရဲစွန့်ခွာထွက်ပြေးနေကြရခြင်းစတဲ့အခြေအနေတွေကြောင့်စီးပွားရေးလုပ်ကိုင်ရခက်ခဲလာကြပါတယ်။မိမိတို့နိုင်ငံအနေနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအားနည်းခဲ့တာကြောင့်တယံစားတာပစ္စည်းတွေကိုထုတ်ယူသုံးစွဲခဲ့ကြကြောင်းအဲ့ ကြောင့်အခြေခံအားဖြင့်ရှိပြီးဖြစ်တဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းတွေတိုးတက်ထုတ်လုပ်နိုင်ရေးတက်မတော်သားတွေအနေနဲ့မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိတဲ့ဒေသအလိုက်ပြည်သူတွေအားဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လိုကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါရယ်